ဒီ7လပိုင်း14ရက်နေရနေပြီးတော့20ရက်နေ့ထိတနင်္ဂနွေသားသမီးများအတွက်တပတ်စာကံကြမ္မာများကိုဟောပြောပြီးမှဖြစ်ပါတယ်။တနင်္ဂနွေသားသမီးများကျမရဲ့ဗီဒီယိုလိုက်ကလေးကိုစာဆုံးလေးကြည့်ပေးပါ။ဒီတပတ်တာကာလမှာတနင်္ဂနွေသားသမီးများမိသည့်လောက်ကိတ်စာမစိုးတတိထားပြီးတော့ဆောင်ရွက်ရမယ့်အချိန်ကာလတစ်ခုဖြစ်ပါတယ်။လုပ်ငန်းတင်များကိုကိုကလောက်ကင်တဲ့အခါမှာကိုတယောက်သေးနဲ့ မပြီးပြက်ပဲဖြစ်နေမယ်နော်ကိုကိုကူညီပေးမယ်လူပေါ့တခြားသူတွေကကိုလာရောက်ကူညီပေးတော့မှတာကိုရဲ့လုပ်ငန်းနေအောင်မြင်မယ်ဒီလိုအချိန်ကာလဖြစ်နေတယ်နော်အထူးဂရုစိုက်ရမယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့ငွေကဝင်လာသည်။ငွေကြေးကလက်ထက်မှာမစုမဆောင်မိပဲနဲ့အပြင်ကိုပြန်ထွက်နေတာများနေတတ်တယ် เนาะအဲ့တော့တနင်္ဂနွေသားသမီးအသုံးဆွဲလျှော့မယ်ဒီတပတ်တာကာလမှာနောက်တစ်ခုကအရှိရက်เนาะရှေးစူးစူးရက်ခကြီးသွားတာခေါင်းဖေးအိတ်တာလုံးဝမလုတ်တင်ဘူးဒီတပတ်တာကာလမှာတနင်္ဂနွေသားသမီးနောက်တစ်ခုရှိတယ်ဒါကကြတော့မိမိတို့အလုတ်အဟောင်းကနေ အလုတ်တစ်ကိုပြောင်းတာမျိုးလုံးဝမလုပ်ပါနဲ့လက်ရှိလုပ်မှာပဲလုပ်ရမယ့်အချိန်ကာလတစ်ခုဖြစ်တယ်။နောက်အလုတ်ကိုထွက်စာတင်တာမျိုးတွေမလုပ်သင့်ပါဘူး။နော်ဒီအလုတ်မှာပဲဆက်ပြီးတော့လုတ်ကန်ရမှာဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိအလုတ်မှာကိုကမပြောမရှင်ဖြစ်နေမယ်။အတိုက်ခံပေါ်မယ်မနာလိုမနာလိုတဲ့သူပေါ်မယ်အဲအကြီးကဲရဲ့မကောင်းပြောခြင်းတွေခံရမယ်။ ဒါကလည်းခဏတာယာယီများဖြစ်တဲ့အမြဲတစေမဟုတ်ဘူးဒီကာလာလေးမှာပဲဒီလိုမျိုးကြုံရတာဒါကိုကိုကသိထားရမယ်ဒါကြောင့်တနင်္ဂနွေသားသမီးများအလုံးနဲ့အခုကျမပြောနေတဲ့အချက်လက်တွေနဲ့တွေ့နေရတယ်ဆိုလို့ရှိရင်တော့မိမိတို့လွယ်နေတဲ့လွယ်အဟောင်းတစ်လုံးကိုလမ်းဆောင်လမ်းလေးကွာမှာအလုံးအကန့်ညံ့နေကြည်စီပြက်စီနော်လွင့်စီဆိုပြောပြီးတော့ပြက် မမတင်းတင်းပြောပြီးပြစ်သူနဲ့ကိုနဲ့ရန်သူလို့တဘောထားပြီးပြစ်ဒါဆိုရင်အလုပ်တွေကောင်းလာမယ်အဲနောက်တစ်ခုငွေကြေးကံငွေကြေးကံနဲ့ပတ်သက်လို့ວ່າကြတော့မိမိတို့တခွာသည်ဒီတစ်ပတ်မှာတခွာသည်စက်သားလုံးဝလုံးဝမစားနဲ့ငွေကြေးကံလေးကောင်းလာနိုင်တယ်အချီးကံကြတော့နည်းနည်းကံခေတဲ့ပတ်မှာရှိတယ် ကိုမှချစ်သူရှိနေတဲ့သူလေးဆိုရင်တော့စကားပြောဆိုစင်ကြင်ပါကိုချစ်သူကိုစိတ်တိုင်းကြစိတ်အလိုကြအောင်လှူဆောင်ပါဒါဆိုရင်ချစ်ရေးတွေကံကောင်းမယ်ဆန့်ကျင်ဘက်တွေပြောနေမယ်ဆိုရင်တော့လုံးဝအချင်းကြီးကံမကောင်းအိမ်တော်ကြီးမှလည်းမကြာခဏစကားများမဲ့ဆွေမျိုးသားချင်းကြောင့်ဖြစ်မဲ့ဆွေမျိုးသားချင်းတွေဝင်လာမဲ့ဒါမျိုးကြီးဖြစ်တတ်တယ်။ကဲတနေ့ဦးနေသားသမီးများကိုအထူး တတိထားနင်းကနေသားသမီးများအထူးဂရုစိုက်ရမယ့်အချက်တစ်ချက်ရှိတယ်။ဒါကတော့မိမိတို့ဒီတပတ်တာကာလမှာစတူလုပ်ငန်းတွေအောင်မြင်တဲ့စိုက်ပျိုးရေးလုပ်ငန်းတွေအောင်မြင်တဲ့အမှုပညာလုပ်ငန်းတွေအောင်မြင်တယ်။ဒါပေမဲ့တခုရှိတယ်ကိုယ့်ရဲ့နာမည်ကုန်သတင်းတွေထိမ့်သိမ်းရမယ်အမှုပညာလောကမှာ ပြောရမယ်ဆိုလို့ရှိရင်အလုံးနဲ့ပတ်သက်ပြီးဆက်တွေ့ကောင်းနေဝင်လာတတ်တယ်။ဒါပေမဲ့အပြောဆိုလေးတွေဘယ်နေရာပဲဖြစ်ဖြစ်ဘယ်အရာမျိုးပဲဖြစ်ဖြစ်အပြောဆိုတာတတိထားလိုက်ဒီတပတ်တာမှာလုံးဝအောင်မြင်သွားပါလိမ့်မယ်။အဲ့ဒါကြောင့်တနင်္ဂနွေသားဒီမြာဒီတပတ်တာကာလမှာမိမိတို့အနေနဲ့ကအရေးကြီးတဲ့ကိစ္စတွေဆောင်ရွက်မယ်ပြောဆိုမယ် ိုအိမ်ကနေထွက်မယ်ကိုကအောင်မြင်ခြင်းနဲ့ဆရာမတမီးကတော့ဒီလိုမျိုးလေးအောင်ခြင်းနဲ့ကျွန်တော်ကတော့အလုံးနဲ့ပတ်သက်ပြီးတော့အခက်ခဲတွေတွေ့နေတဲ့အောင်မြင်ခြင်းနဲ့ကဲကောင်းပြီအခုကျမပြောတဲ့ရေနေရာလေးတွေကိုတေချာလေးလှုပ်သွားမယ်မိမိရဲ့ဘယ်ညာခြေထောက်မှာဝါညွတ်လေးညွတ်နင်းမှာနော်ညာဘက်ခြေထောက်မှာနင်းမယ်ဘယ်ဘက်ခြေထောက်မှာဇော်စိမ့်၃ညွတ်နင်းမယ်ပေညာ6000နှစ်ခုစလုံးမှာကြာတော့ဒန်းညွတ်9ညွတ်နင်းပါ နေမီသွားပြီဆိုတာနဲ့တလင်းကလေးတာသမီးတွေအိမ်ကနေထွက်ပါကို့မှာလည်းယုံကြည်မှုတွေတိုးလာတယ်ငါသွားမယ့်ကိစ္စကအောင်မြင်တယ်ဆိုပြီးတော့ကို့ရဲ့စိတ်တွေမှာဒီလိုမျိုးတွေခံယူလာနိုင်တယ်ဒါကြောင့်အခုပြောတဲ့ရင်ညာလေးကိုတိချာလေးပြုလုပ်သွားပါ။နောက်တစ်ချက်တနင်္ဂနွေသားသမီးများဒီတပတ်တာကာလမှာမိမိတို့ကံလေးတွေကောင်းနေတယ်နော်။မိမိတို့မျက်နာပွင့်လန်းခြင်းချီးမှာပဲဖြစ်အင်တော်ဝေးမှာပဲဖြစ်ဖြစ် ကိုဇနီးမယားကိုအိမ်နောင်ဘက်နဲ့เนาะစကားပြောဆိုတာပဲဖြစ်ဖြစ်မျက်နှာကြောတဲ့ကျင်တာပေါ့အဲ့တော့ကိုရဲ့တန်လေးတွေလည်းကောင်းကျင်နေဆိုဒီတပတ်တာမှာတင်းငွေသားသမီးတွေလှုပ်ရမှာတခုရှိတယ်ဓာဘူးတလုံးအစ်စ်ဖြစ်ကမယ်ပြက်နေတာမျိုးမရဘူးအဲ့ဓာဘူးမှာကိုတက်ပုံကတ်မယ်နာမည်ရေးမယ်ဓာဘူးအဖုံဖွင့်ပြီးတော့ထီဘူးတလက်စောင်းမယ်ထီဘူးအသေးတလက်เนาะဓာဘူးဖုံထဲမှာထည့်မယ်ဘယ်နေ့လှုပ်ရမလဲကျွန်တော်တို့စနေနေ့လှုပ်မယ် စနေနေ့လုတ်ပြီးွားရင်ကျမတို့ဒီတပ်ဘူးကိုကို့အိမ်မှာမထားနဲ့ကို့အိမ်မှာဓာတ်ခမ်းမရှိအဲ့တော့ဓာတ်ခမ်းရှိတဲ့နေရာပေါ့အဘဘူးမင်းကောင်ရှိနေတဲ့နေရာเนาะအဘဘူးမင်းကောင်ရဲ့နန်းဆိုလဲရတယ်အဲ့ဒီနားမှာတော့ထားမယ်ပြီးရင်ကိုလိုရာလေးကိုဆူတောင်းမှာဒီတပတ်တာကာလမှာတနေ့ငွေနေသားသမီးများဒီရေနေရာလေးကိုပဲပြုတ်လုပ်ပေးပါမိမိတို့ကန်နေတောင်းလာပါလိမ့်မယ် ကဲတနင်္ဂနွေသားလူများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပါစေစိတ်သွားတိုင်းကိုပါလို့ရဆန္ဒတွေပြေဝနိုင်ကြပါစေရှင့်အားလုံးပဲအဆင်ပြေကြပါစေ